နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေးထွေးလိုက်လဲစွာကြိုဆိုပါတယ်။ကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ငြိမ်သက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။အော်ဒူဘာလာ၁၆ရက်တနင်္ဂနွေနေ့ ရှင်ပေထုဩဝါဒစာပထမဆုံးခန်းကြီးကအငယ်6မှ9ထို့ကြောင့်ကာလအချိန်တန်လျင်ယာသခင်သည်တင်တို့ကိုချီးမြှောက်တော်မူမိအကြောင်းတကိုးကြီးသောလက်တော်အောင်၌ကိုကိုကိုနှိမ်ချကြလောတင်တို့ကိုတတိနှင့်ကြည့်ရှုတော်မူသောကြောင့်တင်တို့၌စိုးရင်ခြင်းအမှုရှိသမျှတို့ကိုကိုရော၌အနံ့ကြလောတမာတတိရှိလျက်မအိပ်ပဲစောင့်နေကြလော သင်တို့ဤယန္တုဒီဟုသောမာနတ်သည်ဟောက်သောရှင်သေးကဲ့သို့အဘေသူကိုမျိုးရမီနီဟု၍လဲ့လေရှာဖွေလျက်ရှိ၏တို့ဖြစ်၍လူပြည်အရရတို့၌ရှိသောသင်တို့ညီအကိုများတို့သည်ထိုတို့သောဆင်းရဲကို ခံရကြသည်ဟုတိမက်လျက်ယုံကြည်ခြင်း၌တည်၍မာနတ်ကိုစီတာကြလော့ ောက်ကိုတည်နေကြည့်ရှုတော်မူသောကြောင့်သင်တို့၌စိုးရင်ခြင်းအမှုရှိသမျှတို့ကိုကိုရော၌အနှံကြလောရှင်ပေထုအဝါဒါစာပထမဆောင်အခန်းကြီး9ခန်းငယ်9စိုးရိမ်မှုများကို အနှံခြင်းလေရင်ပေါ်တက်ရန်ဆဲဖုန်းတွင်တင်ဆက်ထားသောအတီဖြူကုတ်နံပါတ်ကိုအသုံးပြု၍စရင်းသွင်းရန်လေကြောင်းလိုင်းကောင်တာသို့ကျွန်မလျှောက်သွားသည်သို့တော်ကျွန်မ၏ဖုန်းပျောက်နေသည် ကျမကိုလာပို့တော့ကားပေါ်တွင်ကျင်ရင်ခဲ့ခြင်းဖြစ်မည်။သို့ဆိုရင်ကျမအားလာပို့တော့ရင်မောင်းကိုမြည်သူဆက်သွယ်နိုင်မည်နီ။လေဆိပ် Wi-Fi နဲ့ laptop ကိုချိတ်ဆက်ရန်ကြိုးစားနေတော့လေ။နောက်ကျသွားမှကျမစိုးရိမ်မိခဲ့သည်။ကျမ၏ခင်မွန်က app တစ်ခုကိုအသုံးပြု၍ကျမ၏ဖုန်းသည်လေဆိပ်တွင်ကျမနှင့်အတူမရှိကြောင်းသတိပြုမိပြီးကျမအား email တစ်စောင်ပေးပို့ထားပြီးဖြစ်ကကျမ Wi-Fi နဲ့ချိတ်ဆက်မိမိအချိန်ကိုသူစောင့်နေခဲ့သည်။သူ၏ email တွင် ကားဝန်ဆောင်မှုရဲ့ဖုန်းနံပါတ်ကို ပို့ပေးပါ ကိုဖြည့်ရှင်းလိုက်မယ်ဟုရှင်းထားသည်ကိစ္စများကိုဖြည့်ရှင်းပေးရင်ကျမ၏ခင်ပွန်ကြားဝင်လာ၍ချက်ချင်းဆိုသလိုညီသက်ချင်းကိုကျမခံစားခဲ့ရသည်၎င်းသည်ဖျားသခင်နှင့်ကျမတို့ဆက်ဆံရေးတွင်ခရစ်တော်အားဖြင့်ခံစားတွေ့ကြုံနိုင်သည့်ညီသက်ချင်းတစိုက်တည်းသာဖြစ်သည်ဟုကျမယုံကြည်သည် ရှင်ပေတုဩဝါဒစာပထမဆုံးအခန်းကြီး9အခန်းငယ်9ကတင်တို့ကိုတည်နေကြည့်ရှုတော်မူသောကြောင့် တင်တို့၌စိုးရင်ခြင်းအမှုရှိသည်များတို့ကိုကိုရောနာအံ့နိုင်ကြလောဟုတတိပေးသည်ဤကျမ်းပိုက်ကဖျားသခင်သည်ကျမတို့၏စိုးရင်မှုပူပန်မှုများကိုတာဝန်ယူဖြည့်ရှင်းပေးလိုကြောင်းပြောထားသည်အဘေကြောင့်နီသူသည်ကျမတို့အားထိုများကြယူဆိုင်သောကြောင့်ဖြစ်သည် အမှုကိစ္စများကို ဖြည့်ရှင်းရန်ကြိုးစားနေစဉ်ကျမတို့၏စိတ်၌စိုးရင်မှုများလွမ်းမိုးခြင်းကို ခွင့်ပြုမိအစားထိုစိုးရင်မှုများကိုဖျားသခင်ထံအံ့နိုင်သည် စိုးရိမ်မှုများကိုဖျားသခင်ထံအံ့နှံခြင်းသည်ထိုစိုးရိမ်မှုများကိုဖြေရှင်းရ၌ဖျားသခင်သည်ကျမတို့ထက်ပို၍စွမ်းဆောင်နိုင်ကြောင်းအတိမတ်ပြုသည့်နှိမ်ချမှုပုံစံတစ်ခုဖြစ်သည်ဝေဒနာခံစားရနိုင်သည့်ကိစ္စတစုံတရာ ပေါ်လာတော်လေကျမတို့သည်ကိုယ်တော်ဂယုဆိုင်မှုနှင့်ထောက်ပံ့မှုတွင် အမိပြုခိုလုံနိုင်ပါသည် တင်ဒီဖျားသခင်ထံမြည်သည့်အရာကိုအံ့နိုင်ရန်လိုအပ်သည်။ကိုတော်သည်တင့်ကိုဂရုဆိုင်ကြောင်းသိရှိခြင်းကတင့်ကိုမြည်သို့ခွန်အားပေးသည်။ယေရှုတော်ရှင်ဖျားသခင်ကျွန်တော်၏စိုးရိမ်မှုများနှင့်စိတ်ပူပန်မှုများကိုကိုယ်တော်၏သစ္စာရှိသောလက်တော်ထဲတွင်အနံခွင့်ပြုသည့်အတွက်ယေရှုတင်ပါ၏။သခင်ယေရှုနာမကို အမိပြု၍ဆုတောင်းပါ၏။အာမင်။ နေ့စဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများ ဖြစ်တည်နိုင်ကြပါစေ။